ဟယ်လိုအားလုံးပဲမင်္ဂလာပါကျုပ်ကြီးကီလောကနေပြီးတော့ကြံလဲကြိုဆိုလိုက်ပါရဲ့ဒီကနေ့ကတော့ကျွန်တော်မူတော်မျိုးအတွင်းမှာလဲပတ်ရမယ့်နေရာလေးတွေကိုဆက်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုထွက်ပြီးသွားလဲရမယ့်နေရာကတော့ကျွန်တော်တို့ဝင်းစိန်တော်ရလို့လဲခေါ်တယ်ပြိုင်းနှက်ကောင်လို့လဲခေါ်တယ်လျောင်းတော်မူဘုရားကြီးရှိတဲ့နေရာလေးဖြစ်ပါတယ် မြိုင်ကုန်းမှာရှိတဲ့တောင်ကအရင်ကြီးမတ်တာမျိုးလည်းမဟုတ်ပဲနဲ့တောင်တက်ရတဲ့ feeling လေးကလည်းခက်မမိုက်လေးရှိပြီးတော့မှ တောင်ထက်ရောက်သွားပြီဆိုရင်ကျောင်းတော်မူဖျားကြီးကိုအပေါ်ကနေပြီးတော့မှလှမ်းပြီးတော့ပူးမြော်ရတဲ့ခန်းစားချက်လေးကလည်းအရင်မိုက်တာဖြစ်တဲ့အတွက်ကြောင့်အချိန်ရတယ်ဆိုရင်ကျွန်တော်တို့ဝင်းစိန်တော်ရမှာရှိတဲ့ဒီဖျားကျောင်းတော်မူဖျားကိုလည်းသွားလှည့်ပြီးတော့မှအာတောင်လေးကိုလည်းတက်ခဲ့ကြဖို့ကျွန်တော်အကြံပေးချင်ပါတယ် တယ်ဟုတ်တယ်ရှောက်အေးတိုင်းပဲအခုနောက်တစ်ခုသွားလည်ရမယ့်နေရာလေးကတော့ကျွန်တော်တို့မူးတော်ငှားနေလာမယ်ဆိုရင်ဝင်းစိန်တောင်ရလို့လည်းခေါ်တယ်။ပြိုင်းနှက်ကောင်လို့လည်းခေါ်တယ်။ကျွန်တော်အရှိရာပြခဲ့တဲ့နေရာမရောက်ခင်ကျွန်တော်တို့မြင်းနှက်ကောင်ဖျားရှိတဲ့နေရာလေးဖြစ်ပါတယ်။မုံဝါကနေဝင်းဝင်းချင်းမှာပဲဒီကန်ကြီးတစ်ခုကိုတွေ့ရပြီးတော့မှဖျားတဲ့ကိုရောက်သွားပြီဆိုရင်လည်းကျွန်တော်တို့ အရန်လာတဲ့ပန်းကြံလေးတွေရုတ်ထုတွေပြီးရင်ရှေးဟောင်းပစ္စည်းတွေအများကြီးကိုလည်းထားပနာထားတာဖြစ်တဲ့အတွက်ကြောင့်အချိန်ရတယ်ဆိုရင်မြင်းနှကောင်ဖျားကိုလည်းသွားလေကြည့်ကြဖို့အကြံပေးချင်ပါတယ်။ နောက်တစ်တကူသွားလည်ရမယ့်နေရာကတော့ကျွန်တော်တို့ရေမန်းတော်ရပါရေမန်းတော်ရကကြတော့ကျွန်တော်တို့မြင်းနှက်ကောင်ကြော်ကြော်ပြိုင်းနှက်ကောင်မရောက်ခင်မော်တန်လမ်းမကြီးရဲ့ဘေးမှာပဲရှိတာဖြစ်ပါတယ်အခုကျွန်တော်ဗီဒီယိုမှာပြထားတဲ့လမ်းလေးစီကနေပြီးတော့မှအထဲကိုဝင်သွားမယ်ဆိုရင် ရဘာပင်နေပပတ်လေဝန်းရံထားတဲ့အင်္ဂရီလန်လေးပေါ်ကိုရောက်သွားမှာဖြစ်ပါတယ်။အဲ့ဒီနေရာကနေပြီးတော့မှကျွန်တော်တို့အထဲတနေရာကိုဆက်ပြီးတော့တွားလိုက်မယ်ဆိုရင်ရေမန်းတောရရှိတဲ့ရေတကွန်နေရာကိုရောက်သွားမှာပါ။ရေမန်းတောရကိုတော့ကျွန်တော်တို့9လပိုင်းနောက်ပိုင်းပေါ့နော်9လပိုင်း10လပိုင်း9လပိုင်း10လပိုင်းအဲ့ဒီအချိန်တွေမှာတွားလေဖို့တော့အကြံပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိုးရွာပြီးမှပဲရေမန်းတောရနေရာမှာရေတကွန်တွေကရေစီးကြပြီးတော့မှရေကြီးကြီးလင်းလင်းနဲ့အေးအေးချမ်းချမ်းလေး ရေကူးလို့ရမယ့်နေရာလေးဖြစ်လာမှာဖြစ်ပါတယ် နောက်တစ်ခါသွားမယ်လို့နောက်တစ်ခါဟိုစီစဉ်ပြီးသွားမယ်လို့လူများများနေတယ် နောက်တစ်ခုသွားလဲရမယ့်နေရာကတော့ရေတကွန်တောရလို့ခေါ်တဲ့နေရာလေးပါ မြင်းနှကောင်ဖျားအနားမှာပဲရှိတာဖြစ်ပါတယ်ရေတကွန်တောရဖုန်ကြီးကျောင်းကိုရောက်ဖို့မုတ်ဝါကနေဝင်မယ်ဆိုရင် ကျွန်တော်တို့10မိနစ်လောက်ဆိုင်ကယ်မောင်းရပါတယ်အဝင်လမ်းတောက်လျှောက်ကရဘာဘင်းတွေအုပ်အုပ်မမိုင်းနဲ့အေးအေးချမ်းချမ်းရှိပေမဲ့လူနည်းနည်းပြတ်တာကြောင့်တကယ်ချင်းတွေစုပြီးသွားကြဖို့တော့အကြံပေးချင်ပါတယ် ဒီမုံဝလေးကိုတွေ့ပြီဆိုရင်တော့ကျွန်တော်တို့တွေရေရကွန်တောရကို ရောက်ပါပြီရေရကွန်တောရနေရာလေးကလည်းအေးအေးချမ်းရှိလာတာဖြစ်တဲ့အတွက်ကြောင့်ဘော်ဒါတွေဆုံဆုံလင်လင်နဲ့သွားကြမယ်ဆိုရင်အေးအေးဆေးဆေးအနားယူလို့ရမယ့်နေရာလေးဖြစ်ပါတယ်ဆိုတာပဲเนาะသူကလည်းသူ 比较塞，一般、哎。比较塞、啊。 နောက်ထပ်သွားလည်ရမယ့်နေရာကတော့ကျွန်တော်တို့မူတော်မြို့မှာရှိတဲ့ဘူဒာယုံလေးပါမူတော်မြို့ထဲမှာပဲရှိပြီးတော့မှ ရှုကင်းနေလဲအရန်လှနေတက်ပါတယ်ယထာလန်းတန်လန်းနေပေါ်မှာလမ်းလျှောက်ရတဲ့ feeling လေးကလည်းအရန်မိုက်ပြီးတော့မှတပုံလှလှလေးတွေလည်းအများကြီးရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မူတော်မြို့မှာရှိတဲ့ဘူဒာယုံကိုအချိန်ရတယ်ဆိုရင်သွားလည်ကြည့်ကြဖို့အကြံပေးချင်ပါတယ်